အားလုံးမင်္ဂလာပါဆရာခူဆောင်းဝမ်းပါဆရာကဒီဗီဒီယိုလေးမှာတော့အင်ချမ်မြေတွေရောက်ထွက်ခြင်းတဲ့သူတွေအတွက်ကိုတင်ကြားပေးမယ့်ဗီဒီယိုလေးပဲဖြစ်ပါတယ်အင်ချမ်မြေတွေရောက်ထွက်ခြင်းတဲ့သူတွေအတွက်ခုနှစ်သားသူတွေတမိတွေအတွက်အချက်၃ချက်နဲ့ဆရာတင်ကြားပေးမယ်ပေါ့နော်နံပါတ်၁အချက်ကတော့ဆရာတို့ငကားဒိတ်ထံကတ်ရမှာဖြစ်ပါတယ်ငကားဒိတ်ထံကတ်လူရမှာဖြစ်ပါတယ်ဆရာရဲ့ပုံကူပါဆရာအောင်စောင့်ရှောက်နေတဲ့ပုံကူကိုလှူရမှာဖြစ်ပါတယ်အဲ့တော့ပုံစံလေးကတော့ ပန်းအဝါ10ပွင့်ဝိတုဘက်ခနတ်နဂါးမင်းကြီးနဲ့နဂါးတထောင်နတ်နဂါးမေတော်ကြီးနှစ်ပါးကိုပြက်လို့ပို့စော်လူတန်းအမှာဖြစ်ပါတယ်နှစ်ပါးဖြစ်တဲ့အတွက်ဆရာတို့10ပွင့်10ပွင့်အပွင့်30လူအောင်မှာဖြစ်ပါတယ်တပားကို10ပွင့်တပားကို10ပွင့်နှစ်ပားဆိုတော့အပွင့်30လူအောင်မှာဖြစ်ပါတယ်အနည်းဆုံး10ပွင့်လူအောင်မှာဖြစ်ပါတယ်အများဆုံးကြိုက်တဲ့လောက်လူလို့ရပါတယ်အနည်းဆုံး10ပွင့် နော်အနည်းဆုံး၁၀ပွင့်လိုအောင်မှာ ဖြစ်ပါတယ်ထိုးရမယ့်အိုးကအဝါရောင်ရွှေရောင်ဖြစ်ရင်ပိုကောင်းပါတယ်မရှိရင်ဘာမှမဖြစ်ပါဘူးဒါပေမဲ့အဝါရောင်ရွှေရောင်ဖြစ်ရင်ပိုကောင်းပါတယ်ပန်းအဝါ၁၀ပွင့်၁၀ပွင့်အပွင့်၂၀နွားနို့အစိမ်းနွားနို့အစိမ်းတစ်ခွက်တစ်ခွက်နှစ်ပါးဆိုတော့နှစ်ခွက်ပို့ဆောင်အောင်မှာဖြစ်ပါတယ်ကြက်ဥငါးလုံးငါးလုံးအစိမ်းငါးလုံးငါးလုံးနှစ်ပါးဆိုတော့၁၀လုံးဖြစ်ပါတယ်ပေါက်ပေါက်တပကံတပကံနှစ်ပါးဆိုတော့နှစ်ပကံဖြစ်ပါတယ် ်နော်အဲ့ဒါကိုကိုပတ်စံတက်နိုင်တက်နိုင်တယ်လို့ကိုငွေချေးတက်နိုင်တက်နိုင်တယ်လို့ကိုအချိန်တက်နိုင်တက်နိုင်တယ်လို့ကြိုက်တယ်လို့ပူဇော်လို့ရပါတယ်တရက်နေတိုင်းကတ်လည်းရပါတယ်သုံးရက်တစ်ခါကတ်လည်းရပါတယ်တစ်ပတ်တစ်ခါကတ်လည်းရပါတယ်တစ်လတစ်ခါကတ်လည်းရပါတယ်ကိုနိုင်နိုင်တယ်လို့ကို energy ကောင်းရင်ကောင်းတယ်လို့ကိုစိတ်ကံစားချက်အစဉ်ပြေပြေတယ်လို့မျိုးခေါင်းထဲသားသမီးတွေကတ်လို့ရပါတယ်တော်တော်စွမ်းတယ်တအားစွမ်းပါတယ်နော်ကျွန်တော်ဆောင်ရွက်ပေးခဲ့တာဒီငကားဒိဋ္ဌာန်နီးလန်းနဲ့ ရန်ကုန်မှာလည်းကျွန်တော်ဆောင်ရွက်ပေးခဲ့တဲ့အင်ချမ်းမြေတွေအခုကျွန်တော်ထိုင်းဝင်ရောက်တော့လေကျွန်တော်ဆောင်ရွက်ပေးထားတဲ့အင်ချမ်းမြေတွေအများကြီးပါနော်အများကြီးပါအဲ့တော့မိတ်ဆွေတို့လှုပ်ကြည့်ကြည့်ပါနော်တကယ်ကိုကြုံကြုံကြည့်နေလှုပ်ကြည့်ပါလို့ကျွန်တော်တင်ကြားပေးခြင်းပါတယ်ပြောကြားပေးခြင်းပါတယ်ဟိုကတ်ရမယ့်နေရာကဖះเจ้าတော်ရရဲ့အောက်စပွဲလေးနဲ့ကတ်ပေးပါပုံတော်လိုချင်တဲ့ဆရာကြီး ော်ဝိဓုပခနတ်ငါးမင်းကြီးနဲ့ငါးတထောင်မဲတော်ကြီးရဲ့ပုံတော်ပါလိုချင်တဲ့ဆရာကြီးဆိုရင်တော့ပုံတော်လာတောင်းပေးပါပုံတော်နဲ့တကွာဆရာကိုတစ္ဆာဆုံးပုံမှာလာတောင်းပေးပါဆရာအောင်ဆက်သွယ်လို့ရမယ့်နေရာလေးနဲ့အကုန်လုံးလာတောင်းလို့ရပါတယ်။မက်ဆေ့ချာလည်းရှိတယ်၊ဗိုင်ဘာလည်းရှိတယ်၊ TikTok မက်ဆေ့ချာလည်းရှိတယ်၊ဗိုင်ဘာကတော့အကောင်းဆုံးပေါ့မြန်မာနိုင်ငံ LINE အခြေတည်တယ်ဆိုတော့လေနော်။ဗိုင်ဘာကတော့အကောင်းဆုံးပေါ့။အဲ့တော့ဆရာမ နော်ဆရာကိုဆက်သွယ်လို့ရမယ်နေရာတွေရတယ်အကုန်လာပြီးတော့လာတောင်းလို့ရပါတယ်နော်နန္ဒကားမင်းကြီးရဲ့ပုံတော်နဲ့တစ္ဆာစောပုံနှစ်ခုအရေးကြီးတယ်နော်အဲ့ဒါလေးလာတောင်းလို့ရပါတယ်တစ္ဆာစောရပါနော်ဒီတိုင်းမကတ်နဲ့တစ္ဆာစောမှရပါနော်ပြီးလို့ရှိရင်ဆရာကရောင်းထွက်သွားတဲ့အမောင်းပေါ်မှာဆရာကကြေးတက်မှတ်ချက်တစ်ခုယူပါတယ်နော်ရောင်းထွက်သွားတဲ့အမောက်ပေါ်မှာဘာလို့ဆိုဒီနီးကအရန်အစွမ်းထက်တဲ့အတွက်ရောင်းထွက်သွားတဲ့အမောက်ပေါ်မှာဆရာကြေးတက်မှတ်ချက်တခုဒီမှာတော့မပြောတော့ဘူးထဲမပြောတော့ဘူးเนาะတင်ပေးတဲ့နေရာမှာပဲဆရာပြောမှာဖြစ်ပါတယ် ကျေးတက်မှတ်ချက်တခုယူပါတယ်ဆရာအဲ့ဒါလေးလည်းထည့်ပြောပါတယ်နော်ဘလောက်ဆိုတော့ဆရာထုတ်ပြောပြောမထားဘူးပေါ့နော်အဲ့တော့အဲ့ဒါလေးလုတ်ပါပြီးလို့ရှိရင်ဆရာတို့ဒါနီလန်တခုပေါ့နော်လုတ်ဖြစ်အောင်လုတ်ပါနောက်နီလန်တခုကကျတော့ဆရာတို့ gratitude ကျေးဇူးတရားပွားများပေးပါ gratitude ကျေးဇူးတရားပွားများပေးတာကလည်းတော်တော်လေးကိုထိရောက်တဲ့ powerful ဖြစ်တဲ့နီလန်ဖြစ်ပါတယ်စကြဝဠာ law of attraction လို့ခေါ်ပါတယ် ဘာလို့ရမလဲဆိုတော့ဆရာတို့စာအုပ်တအုပ်မှာဘောပင်လေးတစ်ချောင်းနဲ့စာအုပ်တအုပ်မှာငါရဲ့အိမ်လေးခြံလေးရောင်းထပ်သွားလို့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ငါရဲ့အိမ်လေးခြံလေးရောင်းထပ်သွားလို့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဆိုပြီးမှ gratitude ကျေးဇူးတရားပွားများပေးရမယ်ပျော်ပေးရမယ်ကြိုပြီးတော့ပျော်ပေးနေရမယ်အိမ်ရောင်းထပ်သွားတဲ့ပုံရိပ်ကိုပုံဖော်ပေးရမယ်ခြံရောင်းထပ်သွားတဲ့ပုံရိပ်ကလေးကိုပုံဖော်ပေးရမယ်ပုံဖော်ပြီးတော့မှပျော်နေတဲ့ပုံသဏ္ဍာန်လေးကိုဆရာတို့ကလုပ်ပေးရမယ်ဆောင်ရွက်ပေးရမယ်ပျော်ရွှင်နေရမယ်နော် အဲ့လိုမျိုးလေးနေနေပြီးပါ gratitude gratitude တရားကျေးဇူးတရားပွားများတယ်လို့ခေါ်ပါတယ်ကြိုတင်ပြီးတော့မှပျော်တာအဲ့ချိန်မှာစိတ်ဆင်းရဲတာတွေစိတ်ညစ်တာတွေစိတ်ဖိစီးတာတွေစိတ်တော့ကရောက်နေတာတွေအကုန်လုံး negative vibration တွေအကုန်လုံးဖယ်ဖယ်ထားပြီးပါဆရာတို့နော်အဲ့လိုမျိုး law of attraction gratitude တရားပွားနေတဲ့ချိန်မှာကိုယ့်ရဲ့အတွေ့အထဲမှာကိုယ့်ရဲ့စိတ်ထဲမှာနှလုံးသားထဲမှာ negative thought တွေ negative emotion တွေဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီကျင့်စရာမအောင်မအောင် အဲ့တော့ပျော်ပျော်လေးနေပြီးပါစိတ်ရှင်းရှင်းလင်းလင်းထားပြီးပါငါအိမ်လေးရောက်ထွက်သွားလို့ငါချန်လေးရောက်ထွက်သွားလို့ငါပျော်နေတယ်ဆိုတော့မုန်နေပြီးပါကျေးဇူးတရားအောင်တောက်လျှောက်ပွားနေပြီးပါကျေးဇူးတင်လိုက်တာငါအိမ်လေးရောက်ထွက်သွားတာကျေးဇူးပြန်လိုက်တာဝမ်းသာလိုက်တာအဲ့လိုမျိုးတောက်လျှောက်ပွားနေပြီးပါပျော်ပျော်လေးနေပြီးပါနော်ဒါနှစ်ချက်နော်နံပါတ်၃ချက်ကကြတော့ဒီအိမ်ချမ်းပြီးရောက်ထွက်ရောက်ထုတ်တော့မယ်လို့လုပ်တဲ့ချိန်မှာမနီသောတာပရမညာရဏနာကာထာကိုစိတ်ပြီးပါပတိစိတ်ပြီးပါ၂၈ခုနှစ်ရက်စိတ်ရမယ် 对呀，是好生意啊！没，加他礼拜四的对呀，是，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 加他礼拜五对呀，是，十六不离呢，大把生意啊！没，对呀，十六不离，对呀，十六不离呢，大把生意啊！没，大把生意啊！没，对呀，十六不离呢，加他阿萨松，加他阿萨松不离的龙恰，加他阿萨松不离的龙恰，那么对，加他阿萨阿松的龙恰，加他阿萨阿松的龙恰，那么对。 ဂါထာအစဆုံးတစ်လုံးချအဲ့ဒါကိုတရားရှစ်လုံးပါတဲ့ပတိနဲ့တပတ်တပတ်ဆက်ရမယ်ပြီးနံပါတ်2ဂါထာဂါထာအစဆုံးပတိတစ်လုံးချဂါထာနံပါတ်2ဂါထာဂါထာအစအဆုံးပတိတစ်လုံးချဂါထာအစအဆုံးပတိတစ်လုံးချဂါထာအစဆုံးရွပတိတစ်လုံးချအဲ့ဒါကိုတရားရှစ်လုံးပတိနဲ့တပတ်တရားရှစ်လုံးပတိနဲ့တပတ်နံပါတ်4ဂါထာဂါထာအစဆုံးပတိတစ်လုံးချဂါထာအစဆုံးပတိတစ်လုံးချနံပါတ်၄ဂါထာ ဂါထာအစအဆုံးပဒိတလုံးချတရရှစ်လုံးပါတဲ့ပဒိနဲ့တပတ်တပတ်အဲ့တော့တရရှစ်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 လေးကောက်ရမယ်အဲ့တော့29ရက်စိတ်ကြိုက်တဲ့ချိန်စိတ်တထိုင်နဲ့ထဲစိတ်ရမှာပုတ်တိတ်ခါပုတ်တထိုင်နဲ့ထဲအပီးစိတ်ရမှာစိတ်လိုက်မစိတ်လိုက်စိတ်လိုက်မစိတ်လိုက်လုံးလို့မရအောင်အပီးစိတ်ရမှာတထိုင်နဲ့ထဲစိတ်ရမှာပြီးရင်အဋိဋ္ဌံအဋိဋ္ဌံဒီဟာပဒိစိတ်ရဲ့ကုသိုလ်ကြောင့်မလို့ကျမရဲ့အိတ်ချမ်းကြီးရောင်းထွက်ပါစေဆိုပြီးအဋိဋ္ဌံ နော်၃မျိုးဆရာတင်ပေးသွားတယ်နော်၃မျိုးတင်ပေးသွားတယ်အဲ့တော့နောက်ဆုံး၃မျိုးကျန်တယ်၄မျိုးရှိတယ်ဆရာရဲ့နီလန်၄မျိုးရှိတယ်နောက်ဆုံး၃မျိုးอ่ะじゃတော့ဆရာစီကိုဆရာကြီးကျမရောင်းချင်ပါတယ်အင်ချမ်းပြေရောင်းချင်ပါတယ်ဆရာကြီးကျွန်တော်အင်ချမ်းပြေရောင်းချင်ပါတယ်ဆိုတော့ဒိုင်းရိုက်လာဆက်သွယ်တဲ့လူပုဂ္ဂိုလ်တွေကိုနောက်ဆုံးတနည်းစကြဝဠာနီးပဲပေါ့နော် နောက်ဆုံးတနည်းရှိတယ်ဒါခု public ကိုတင်ပေးသွားတာ၃နီးပေါ့နော် public ကိုချပြလို့မရတဲ့နီးရနောက်တနည်းရှိသေးတယ်ပေါ့နော်လေးနည်းရှိတယ်အလုံးဆရာရဲ့နီးလန်စွမ်းအစွမ်းထက်တဲ့နီးလေးနည်းရှိတယ်ဆရာရဲ့ရန်ကုန်ကတိုက်ခန်းလဲဆရာကိုယ်တိုင်ရောင်းထုတ်ပလိုက်တာပေါ့နော်ဒီနီးလန်တုံးပြီးတော့ပဲရောင်းထုတ်ပလိုက်တာ၃ရက်ပဲကြာတယ်ဟောတခုတော့ရှိတာပေါ့နော်ကိုကတော့မြေပြင်မှာတော့ဆရာတို့စူးစမ်းရမယ်လေတစ်ဖက်ကလည်းဒီနီးလေးကိုတုံးရမယ်တစ်ဖက်ကလည်းမြေပြင်မှာလည်းစူးစမ်းရမယ်ပွဲစားတွေအဲ့ရမယ်မားကတ်တင်းတွေဆေးရမယ်ကြော်ညာရမယ်ချိတ်ဆက်ရမယ်ဒါတော့လုပ်ရမှာပေါ့ ထိုင်နေရတဲ့တော့မဆန်လားမလားဘူးလေဟုတ်တယ်နော်အဲ့တော့ကိုကိုနိုင်ကလည်းချိတ်ဆက်ရမယ် marketing စရမယ်ပွဲစားတွေအပ်ရမယ်မြေပြင်မှာလည်းစူးစမ်းရမယ်ကိုကိုနိုင်ကလည်းစူးစမ်းရမယ်နော်ပြီးတော့ဟိုဆယ်လီတွေကိုဟိုငှားပြီးတော့မှတိုင်ပင်ပြီးတော့မှ boost လုပ်ပြီးကြောင်းညာရင်လည်းရတယ်ကိုရောင်းချင်တဲ့အိမ်ချမ်းမြေကိုပုံတင်လိုက်ပြီးတော့မှအဲ့ဒီပုံကို Facebook ကနေဒေါ်လာပေးပြီးတော့မှ boost လုပ်တာစားပွဲနဲ့ boost လုပ်တာအဲ့လိုလည်းလုပ်လို့ရတယ် ဆရာကြီးဆရာပဲလုပ်ပေးပါဆိုလို့ရှိရင်လည်းဆရာလည်းလက်ခံပေးတယ် boost လုပ်တာဆရာလက်ခံပေးတယ်နော်ပုံကိုတင်လိုက်တယ် data အချက်လက်ပြည့်စုံတယ်ပုံတင်လိုက်တယ်တင်ပြီးတော့မှ boost လုပ်လိုက်တာချိန်ညာလိုက်တာပေါ့နော်အဲ့လိုလည်းလုပ်လို့ရတယ်အဲ့ဒါလည်းဆရာစာပေပေးပေးပါဆိုလည်းဆရာစာပေပေးပေးတယ်ဆရာမှဘဏ်ကတ်တွေရှိတာဖြစ်တဲ့အတွက်ဆရာဝန်ဆောင်မှုပေးပေးတယ်။ကြောင်ညာခြင်းနဲ့ဆိုတော့တခါလဲကြောင်ညာကြောင်ညာပေးတယ်ဆရာကြောင်ညာကတော့ယူတာပေါ့နော်။ဆရာကြောင်ညာကတော့ယူတယ်နော်။အဲအဲ့လိုလဲလုပ်ပေးတယ်။အဲ့တော့၄၄ သုံးနီးပေါ့နော်ဆရာ public မှာပြောပေးသွားတာသုံးနီးလေးနီးမြောက်ကကြတော့ဆရာကိုဆက်တွေ့လာတဲ့တာဝကတွေကိုဆရာကအတွင်းကြကြဆရာတင်ပေးမဲ့နီလန်းတလန်းရှိတယ်အဲ့ဒါကကြတော့ကိုကိုတိုင်းဆရာအတန်နဲ့ဆရာတင်ပေးမှာနော်အဲ့ဒါကကြတော့ public ကိုဆရာမချပြခြင်းလို့အဲ့နီလန်းကပို့စွမ်းနေနော်အခုချပြထားတာသုံးနီးဒီသုံးနီးလဲစွမ်းနေဒါပေမဲ့အခုနောက်ွယ်မှာဆရာကိုဆက်တွေ့လာမဲ့တာဝကတွေကိုကိုယ်တိုင်ကိုချတင်ပေးမဲ့နီလန်းကပို့စွမ်းနေနော် အဲ့ဒါလေးနီးပေါ့နော်စัจ java လာနီးနီးလေအဲကျန်တဲ့နှစ်နီးကအဲဟောပေါ့ရတရာနီးကျန်တဲ့နှစ်နီးကကြတော့စัจ java လာနီးပေါင်းထားတာပေါင်းထားပေးတာပေါ့နော်အဲ့တော့လုံးကြည့်ကြည့်ပါအားကိုးကြည့်ကြည့်ပါလို့နော်ဒီနီးလန်းနဲ့ဆရာကိုတိုင်လည်းရောင်းထွက်သွားတယ်လို့ဆရာတာဝကတွေလည်းရောင်းထွက်ကြတာဒီအများကြီးပါဆရာဘောရမှာနော်အဲ့တော့အင်ချမ်ပီတွေရောင်းထွက်ကြပါစေနော်အဲ့တော့ နားမလည်လို့ရှင်ဆရာကိုမေးပါဆရာတိချာလေးပြောပြပေးပါမယ်လို့เนาะနားမလည်လို့ရှင်ပြန်လာပြောပါเนาะအဲ့တော့အခုနီးလန်း3 3နီးလန်းကပထမနီးရံတကားထိတ်ထန်ဒုတိယနီးက gratitude ကျေးဇူးတရားပွားများပေးရမယ်ပျော်ပျော်လေးနေရမယ်ပျုံပျုံလေးနေရမယ် negative လုံးဝမဝင်နဲ့မထားနဲ့နံပါတ်3ကမနီစောတာပတိစိတ်ပါနံပါတ်4ကတော့ဆရာကိုဆက်တွေ့လာတဲ့သူတွေကိုဆရာတိချာတင်ပေးမယ်เนาะကျေးဇူးပါ နားမလည်ပြန်ပြီเนาะဆရာ comment မှာပြန်ပြီးသွားเนาะဒါမှမဟုတ်ဆရာကိုဆက်သွဲလာ messenger မှာဆရာနဲ့စကားပြောလို့နေရအောင်ရအောင်ဆက်သွဲလာလိုက်เนาะအတန်ပို့လို့လည်းရတယ်စာပို့လို့လည်းရတယ်ဟုတ်ပြီเนาะအဲ့တော့အိမ်ချမ်းမြေတွေအတွက်ဆရာတတ်နိုင်တဲ့ဘက်ကနေဆရာ support လုပ်နေပါမယ်ဆရာကြိုးစားနေပါမယ်ဆရာဝန်ဆောင်ကတော့ယူတယ်เนาะဝန်ဆောင်ကတော့ယူပါတယ်သဘောတူမှလုပ်ပါသဘောမတူရင်မလုပ်ပါနဲ့ เนาะအဲ့ဒါလည်းပုံပုံလေးလေးဆရာပြောပြောချင်သေးတာပညာအလကားမရအောင်လေသဘောတူမှလုပ်ပါသဘောမတူရင်မလုပ်မလုပ်လဲလုပ်လို့ရမလုပ်မလုပ်ဘဲနေလဲရပါတယ်ဆရာဝန်ဆောင်ကားယူပါတယ်ဝန်ဆောင်ကားကဆရာနဲ့စကားလာပြောတဲ့တာဝခတွေကိုဆရာဘလောက်ဘလောက်ယူပါတယ်ဆောင်ဆရာပြောပြောပေးပါမယ်ကျေးဇူးတင်ပါတယ်ပြည်လည်ကြပါစေဆရာဆုတောင်းပေးပါတယ်เนาะအဲ့တော့စိတ်ဝင်စားတယ်ဆရာကြီးကျွန်မဆက်သွယ်ခြင်းနဲ့ကျွန်တော်ဆက်သွယ်ခြင်းနဲ့ဆိုရင်ဆရာကိုရတဲ့နီလန်းနဲ့ဆက်သွယ်ပြီးတော့เนาะမေးပါเนาะမေးလို့ရပါတယ်เนาะဒီချာလေးဆွေးနွေးပေးပါမယ် 接触点もあれ。